ဒီကောင်မှဂျိုဂျိုးနဲ့ပဲငပိုးတွေငပဲတွေငပိန်တွေပါတီတွေတိုင်းမျိုးရှိတယ်ဒီပါတီကိုကြည့်ပြီးတော့စိတ်ဆင်းရဲနေတာကျွန်တော်ကတော့နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ရင်ကျွန်တော်ပွင့်လဲပြောပါမယ်အဲ့ဒီကောင်တွေကလူတစုလူလူတစုမဟုတ်ဘူးလူတစုပြည်သူလူတစုအတွက်လုပ်နေတဲ့ကောင်တွေလူတစုအတွက်လုပ်တာမဟုတ်ဘူးပြည်သူလူတစုအတွက်လုပ်တဲ့ဟာတွေအဲ့တော့ကျွန်တော်ပွင့်လဲပြောတော့ဒီကောင်တွေတခိုးချဘိုးတွေမလာခိုင်းတဲ့ဘဝဝေးနေတာကောင်းပါလေတရောင်းစားတွေတခိုးချဘိုးတွေလူတွေပြောမှာဆိုတော့တရောင်းတော့နင်လားငါလားတွေ့တဲ့ကောင်တွေဟိုတယ်လီ Facebook TikTok ပေါ်တက်ပြောတဲ့ကောင်တွေကျွန်တော်စဉ်းစားတယ်အော်လို့ ဒီနေ့လေးမှအထိမကောင်ဆက်စလူတွေခါရပြီဩတကယ်ကြရေချင်းရှိတဲ့လူကတကယ်ရေချင်းရှိတဲ့လူကတိုင်းပြည်အတွက်တကယ်လွတ်လပ်ဖို့ကြိုးစားတယ်ဝေဖန်အောင်နားထောင်တယ်နားခံတယ်ဟာငါတို့ဒါတော့ဟုတ်တာပေါ့ဒါပေမဲ့အခုပါတီတွေတော်တော်များများကြည့်လိုက်ကျွန်တော်တန်းကျွန်တော်ဒီပါတီတွေတိုင်းပြည်ရှိတဲ့ဒီပါတီကိုကြည့်ပြီးတော့စိတ်ဆင်းရဲနေတာဒီရုပ်ကောင်မှဂျိုးဂျိုးနဲ့ဒီဟာလူတွေတိုင်းပဲဂူလလာဆိုတဲ့ကောင်ကပြန်ပြီးတော့အဲ့တော့ပေါ်တက်ပြီးတော့ပြန်ပြီးပြောနေတာပဲပတ်သက်ပြီးကျွန်မမေအောင်ပြောလိုက်ဖြစ်ပါတယ်ဂူလဆာဆီကိုဝေဖန်တာနားထောင်ပြန်ပြောနေခံပြောနေဆိုပြီးပြောလိုက်ဖြစ်ပါတယ် ဟုတ်လားမျိုးရအောင်ပဲငလိမေးနဲ့မေးပေးတာမှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျဲ Revolution Federation Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ Radio Revolution လို့သွားပေးကြမှာတော့ယနေ့စက်တင်ဘာလ26ရက်နေ့တောက်ကြံနေ့ရမနက်ပိုင်းဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီနေ့မနက်ပိုင်းသတင်းကောင်းတွေဖြစ်တဲ့အတွက်တော်လမ်းမျိုးတွေအားလုံးပဲပြောရွှေနဲ့နားဆင်ရအောင်မှာဖြစ်ပါတယ်။ Round Zone နေ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီပေါ့အတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1699ရရှိပြီဖြစ်ပါတယ်။မနက်ငယ်တော်ဝန်ပြည်သာအတွင်းစစ်ကောင်စီကစစ်ကွေးတွေဆုံးဆင်းမှာတော့ ၊ဂိုင်းတိုင်းခင်ဦးမြို့နယ်မှာအကောင်90၊ဂိုင်းတိုင်းကန့်ဘလူးမြို့နယ်မှာ73ကောင်၊ဂိုင်းတိုင်းဝင်းတူမြို့နယ်မှာ71ကောင်နဲ့6ဦးကိုတော့ရှင်မိခဲ့ပြီးတော့ဂိုင်းတိုင်း6ဦးမြို့နယ်မှာ2ကောင်၊ရှမ်းပြည်နယ်ကြောင်မဲတီဘောမှာ10ဦးကိုရှင်မိခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိချိန်မှာတော့ဇကိုင်းတိုင်းမှာအပွဲတွေပြင်းထန်နေတာဟောလူမျိုးစည်ရင်းတွေကိုကြည့်မယ်ဆိုရင်ပုံပွင့်မြင်ရမနေတာလည်းဖြစ်ပါတယ်။ရောင်းသွင်းတဲ့ပုံနေနဲ့ကတော့အားလုံးသိတဲ့အတိုင်းပါပဲတက်ထောက်ခံပြီးတော့တက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိစ္စတွေကုန်လုံးလိုက်လံလှုပ်ဆောင်ပြီးစစ်တပ်ကခိုင်းမြအားလုံးကိုလည်းလုပ်ပေးတဲ့ ဒါစာဆိုတဲ့ကောင်တကောင်တော့အလုံးသိမှာဖြစ်ပါတယ်။ဒင်းနေတယ်ပြောသလိုစစ်တပ်ကလည်းဝေမှန်မှုတွေကိုမြန်မြန်ပြုပြီးတော့ရင်ကလည်းနှစ်ကြိမ်သုံးကြိမ်မကတော်ဆိုးလို့ပဲထဲမှာခဏခဏတီးခံတဲ့ကောင်တော့ဖြစ်ပါလေ။အမလက်ရှိချိန်ဒီမှာကတော့18ရက်နေ့ကဖန်ခွာပြီးတော့နှစ်နာရီအတွင်းမှာပဲနှစ်နှစ်ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီးတော့လည်းဘုံမှန်ရုပ်ကတုံလို့၆ချသွားတယ်လို့တွေ့ရပါတယ်။ဘာလို့များအဖကအခုလိုမျိုးလုပ်နေရလဲဆိုတာဖြေရှာမရဘူးလို့လည်းပြောနေကြတွေ့ပြီးတော့အင်လာမာနေတဲ့မမောဘယ်လိုမျိုးတုံးတယ်လဲဆိုတာကိုဒီဗီဒီယိုမှာတွေ့ရမှာဖြစ်ပါတယ်။ဝင်တန်းလားလို့ကျွန်တော်မင်း ကျွန်တော်ပြန်ဖြေစီရတော့ဟုတ်ကဲ့ကျွန်တော်ဝန်ထမ်းပါလို့ဖြေရမယ်။ဘာဝန်ထမ်းလဲလို့ထပ်မေးရင်တော့စေတနာဝန်ထမ်းဒီနိုင်ငံနဲ့ဒီပြည်သူတွေအတွက်စေတနာနဲ့အရင်ခံပြီးလုပ်တဲ့စေတနာဝန်ထမ်း။ပြောတော့ကောင်းတယ်ဒါပေမဲ့ဘောမာနေတာဘာယာရုမှမရှိဘူးဘာပါဝါမှမရှိဘူးဘာအာနာမှမရှိဘူးလာစာမရှိဘူးရိတ်ခါမရှိဘူးခံစား권ဘာမှမရှိဘူးဟောလေကိုရစာကိုရစာဟာအခုဆိုလို့ရှိရင်သူ18ရက်နေ့က ဖမ်းသွားတယ်ပေါ့ကောက်သွားတယ်လာခေါ်သွားခေါ်သွားပြီးတော့အဲ့နေ့16ရက်နေ့ညမှာပဲညအောင်ဖြစ်ပါတယ်ညနေ3နာရီလောက်မှာပဲသူဟာသူ့ကိုထောင်းတာ2နှစ်ဆိုပြီးတော့ charge လိုက်တယ်အဲ့တော့အခုရွေးကောက်ပွဲရွေးကောက်ပွဲနီးလာလေလေဘလို့ဖြစ်ကြတာလဲဒါဟာဘလို့လုပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်လဲလူခွင့်ရင်းနဲ့ဒီမိုကရေစီဆိုတာတော့ခွဲလို့မရဘူးနော်လူခွင့်ရင်းမရှိတဲ့ဒီမိုကရေစီဟာ ဘာနဲ့လားတဲ့တူလဲဆိုတော့လုံးဝတိတ်ခါမရှိတဲ့ဟွန်းဒီမိုကရေစီဖြစ်မယ်ပြောတော့မြင်မှန်ရတယ်အဲ့တော့ဟိုသူများကရွေးကောက်ပွဲကျင်းပတော့ငါဟလာဒေါ်ဒေါ်ဆန်းစုကြည်လို့ရွေးကောက်ပွဲကျင်းပတော့ငါဟိုဟာမဟုတ်ဘူးဒီဟာမဟုတ်ဘူးဟိုဟာမမြတောက်ဒီဟာမမြတောက်ပြောနေတယ်မိမိကိုယ်တိုင်ရွေးကောက်ပွဲကျင်းပတဲ့ခါကျတော့ဆစ်ဆစ်လေးမျက်ဆောင်ထူတော်မခံဘာဒီမိုကရေစီလဲဗျခင်ဗျားဒီမိုကရေစီကတော်တော်ဆိုးပါလားနော်ဘာဒီမိုကရေစီတော့တို့ကမေးရမှာဖြစ်စပြီးတော့အစိုးရဖြစ်လာတယ် လုံနိုင်သားဆိုတာလုံနိုင်တယ်အားလုံးကအခုထောက်ပြကြမ်းခိုင်ရေးပါတီဝင်တွေရောကြမ်းခိုင်ရေး lobby တွေရောအားလုံးအားလုံးထောက်ပြနေတယ်ဗျာနော်အားကြည့်လိုက်လေတဲ့မင်းတို့ဟိုတုန်းကဖုန်းဘောက3545 45သိန်းလောက်ရှိတဲ့ဖုန်းတွေအလုံးအား9 9သိန်းကိုရောက်သွားတယ်နောက်ဆုံးပြည့်1500လမ်းစင်ကတ်တော့မှမင်းတို့ဝယ်သုံးနေရမလားအဘသူကျေးဇူးတဲ့ဥသိန်းစင်ကျေးဇူးတဲ့ဥသိန်းစင်ကျေးဇူးတဲ့လုံးဝဒါဟိုလိုခေါ်မယ်ဆိုတော့အကြံဉာဏ်ရေးပါတီဘယ်လောက်ထိကောင်းတယ်လဲပေါ့အဲဒါလေးကသူတို့ပြောပြနောက်ထပ်ကားပေါ့ကားကလည်းအခုဆိုနောက်စုကွာတရာဖို့နှစ်စီးဖြစ်သွားတယ်ကွာတဲ့နော် ဲဘယ်လိုမှမဆိုတော့တရားဘူးနှစ်စီးဆိုတာသိန်း100လောက်နဲ့နေမှနှစ်စီးလောက်ဝယ်စီးနိုင်တယ်ပေါ့ဟိုတုန်းကကားတစ်စီးလွယ်တာမဟုတ်ဒါပြကျွန်တော်တို့ Land Cruiser တစ်စီးစီးဖို့ဆိုတော့300အဲ့တော့ငွေ300နဲတာမဟုတ်တာအဲ့တော့ဟမ်ဟုတ်တယ်ဟုတ်တာပဲသူတို့ပြောတာနော်နော်အဲ့နောက်ထပ်ကျွန်တော်တို့ပေါ့နော်တော်တော်များများပေါ့ဖက်ကပြန်စဉ်းစားကြည့်ပါနှစ်ဖက်စဉ်းစားပါဆိုလိုချင်တာဒါတွေအားလုံးဘယ်သူကပိတ်ထားတာလဲอืมเนาะခင်ဗျားတို့ကျွန်တော်တို့ဖုန်းတစ်လုံး55သိန်းပေးသုံးနေရอืมပြောင်းမိမှန်ရနေပြီ ကြောင်းမြန်မာရနေအခုမှမင်းခုမှသိတယ်။နော်ပြည်သူတွေကသိတာကြပြီ။အဲ့ဒီမှာနိုင်ငံတကာမှာဖုံးတလုံးစင်ကတကဖုံးတလုံးကဘလောက်မှမရှိဘူး။ဒါတွေအားလုံးပါမစ်တွေပိတ်ထားတာလေပိတ်ထားတာဒီအစိုးရပဲပိတ်ထားဒီအစိုးရပြန်တက်လာဒီအစိုးရပွင့်ပေးတာဒါဦးသိန်းစိန်နဲ့ကြန့်ခိုင်ကြီးကအရန်ကြီးတော်သွားတာလား။မြောက်ကားကားတစ်စီးတစ်စီးရဲ့တံပိုးအထူးကဈေးကြီးနေအကညာနာလိုင်စင်အရေးကြီးနေရလေဒီလိုင်စင်ဖြေလျှော့ပေးလို့ရှိရင်ဘယ်အစိုးရမှမစလုံနိုင်နဲ့။အဲ့တော့ကြန့်ခိုင်ကြီးကိုကျွန်တော်တို့ထိုင်ကြောနေရအောင်ပါလား။ဘသူပိတ်ထားတာလဲ။ နားဖာပိတ်ထားတာလေနိုင်ငံအေဂျင့်တိုင်းဖွင့်ပြောကောင်စီကပိတ်ထားတာ तू ပိတ်ထားတော့ तू ပြန်ဖွင့်မေးတာလေအဲ့ဒါကြီးကကြန့်ခိုင်ရေကျွန်တော်တို့ကထိုင်ကြော့နေအောင်ပါလားဟုတ်လားအဲ့တခြားကိစ္စတွေရှိသေးတယ်ဗျာတခြားလုံးမြောက်ကိစ္စတွေဒါအရင်ကလည်းဒီပုံကိုယ်တွေပဲပိတ်ထားပြီးဒီပုံကိုယ်တွေပြန်ဖွင့်ပြီးတာအဲ့သူတို့ပိတ်ပြီးသူတို့ပြန်ဖွင့်တာကိုကျွန်တော်တို့ကကြန့်ခိုင်ရေကအရန်တော်ပါဆိုတာမဟုတ်သေးဘူးလေတချို့နေရာတွေတော်တော်ပါတယ်ဒါပေမဲ့အရာရာအားလုံးဟာစင်းလုံးကျော်ကြီးကျွန်တော်တို့ကကြန့်ခိုင်ရေကအရန်တော်နေတာမဟုတ်ဘူး ကျွန်တော်တို့ဖုန်း55သိန်းပေးသုံးနေတဲ့အချိန်မှာခင်ဗျားတို့ time မှာနေဘူးရင်သိပါလိမ့်မယ်နော်ဖုန်းတလုံးတလုံးဘယ်လောက်မှမရှိပါဘူးအဲဒီတော့အဓိက license နဲ့လုတ်ပိုင်ခွင့်နဲ့နော်နိုင်ငံတော်ချမှတ်ပြီးတဲ့ permit ကအရင်အရေးကြီးတယ်ဒီ permit ကတို့လက်ထက်ရောက်တို့ပြန်ဖွင့်မင်းရတယ်ပိတ်ရင်ရတယ်နော်ကားတစီးဘယ်လောက်မှမရှိဘူးအဲဒီတော့ကျွန်တော်တို့သိန်း900နဲ့ပေးစီနေတဲ့အချိန်မှာနိုင်ငံတကာမှာကားစီးအဲ့လောက်မရှိဘူးမိုက်အော်သူများဘာပြောမလဲဆိုတော့စွန့်ပြတဲ့ကားတော်မှာကျွန်တော်ဆိုဗျာကျွန်တော်ကျွန်တော်ကားဆိုအလကားပေးလိုက်တာအောင်ရှိတယ်။ဆိုင်ကယ်အလကားပေးလိုက်အောင်ရှိတယ်။အဲ့ဆိုလို့ကျင်တာဗျာ အဓိကအရေးကြီးတာကပါမစ်နဲ့နော်ဒီပါမစ်ကဘာလို့ပိတ်ထားလဲနော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကဗျာအရန်ကြီးလည်းကြန့်ခိုင်ရမညွှန်းပါနဲ့နော်မတော်ဘူးလားဆိုတာတော်ပါတယ်လုံလုံလုံရေကန်ရရှိပါတယ်ဒါမှမဟုတ်လေဟိုတစ်ဖက်ဆွန်းကြီးအားပေးတဲ့ဒီလိုမျိုးပေါ့သူတို့ပိတ်ထားတာသူတို့ပြန်ဖွင့်ပေးတာတော့ဘာမှမလုပ်နဲ့အခုလိုမျိုးထားပါတော့အခုဆိုလို့ရှိရင်ဒါဦးမင်း online ဒါစစ်တပ်ကပိတ်တာစစ်တပ်ပုံကိုကြန့်ခိုင်နဲ့ရောက်လာမယ်ကြန့်ခိုင်နဲ့ရောက်လာတဲ့ခါမှာ အရင်ကပိတ်ထားတဲ့ပါမစ်တွေလုတ်ပိုင်ခွင့်တွေအားလုံးကိုသူတို့ပြန်ဖွင့်ပေးမယ်လေသူတို့ပိတ်တယ်သူတို့ပြန်ဖွင့်ပေးတာလေဒါအချီးကျူးစရာလားဒါလည်းရှိသေးတာနော်။ဘာကြောင့်မဖွင့်လို့လည်းမရဘူး။အခြေခံဥပဒေအရအုပ်ချုပ်တဲ့အချိန်မှာစစ်ဥပဒေနဲ့အုပ်ချုပ်တာကြံခဲ့တယ်နော်။အခြေခံဥပဒေအရဒီလူတွေကဒီခွင့်ရရအောင်ရအောင်ဖွင့်မရမယ်။စင်ကတ်တွေနိုင်ငံကမှလည်းလုပ်ဝယ်လို့ရတာဒါပါမစ်တွေချသေးတာပေါ့နော်။ဈေးပြိုင်စနစ်တွေနဲ့ဟိုလုတ်ခွင့်တွေပေးနေပြီလေ။အဲ့တော့သူတို့တက်လာအချိန်မှာဟိုကပိတ်ထားသူတို့ပဲပြန်ဖွင့်ပေးတာ။ဒါနဲ့ပတ်သက်လာရင်တော့ခင်ဗျားတို့နှစ်ဖက်ကြည့်စေချင်တာပါကျွန်တော် နောက်ထပ်သတင်းပုံအနေနဲ့ကတော့တနင်္သာရီတိုင်းတဝဲမြို့နယ်ဝဲကျုံထိန်လေရက်ဒရင်ကွင်းလမ်းမှာသာသနာ့အဆောက်အုံတွေတိဆောက်ပြီးတော့ရိတ်တာဖွင့်ပြီးပလင်မော်တက်တရားဟောတဲ့ဥယျချင်းဆိုတဲ့မျိုးသားကိုစတေမာလာ၂၂ရက်နေ့ညနေပိုင်းမှာတဆိုင်ရာဖမ်းဆီးလေလို့ထုတ်ပြန်တာတွေ့ရှိရပါတယ်။ဒါလက်ရှိမှာစူပါမျိုးသားကိုတဝဲမြို့နယ်ရက်စကန်မှာထိန်းသိမ်းထားပြီးမှုဖွင့်တရားဆွဲဆိုဖို့အတွက်လည်းအာနာပိုင်တွေကဆက်လက်လှုပ်ဆောင်နေလို့သိရှိရပါတယ်။အဲလက်ရှိအချိန်မှာတော့မြန်မာနိုင်ငံမှာပလင်မော်တက်ပြီးတော့တရားဟောလို့အဖွားကြီးတယောက်လည်းပါသွားသလိုလက်ရှိအချိန်မှာနောက်တစ်ယောက်လည်း ပေါ်လာတွေ့ရပါတယ်။ဒါကိုကြည်ချင်းအဖြစ်မျိုးပါသာသနာကိုစောင့်ရှောက်တာဖြစ်တဲ့အတွက်ဒီလိုမျိုးလုံးဝင်အသက်ကိုသူတို့တွေပြင်းပြင်းထန်ထန်ရေးယူပါမယ်ဆိုပြီးတော့လိုက်လံပြီးတော့ဝါရဖြန့်နေတဲ့ပုံစံတစ်ခုရှိတယ်လို့လည်းရင်းပြီးပေါကြလာတဲ့တွေ့ရှိရပါတယ်။ဒီလိုမျိုးလှုပ်ချင်းအဖြစ်မျိုးပါသာသနာကိုချစ်မြတ်နိုးတဲ့သူတွေအနေနဲ့သူတို့ကိုမဲပေးမယ်လို့လည်းထင်ကောင်းထင်နေပုံရပါတယ်။အမေတော်လန်ပြည်သူတွေထဲမှာမျိုးပါချစ်တာတွေမျိုးပါသနာမချစ်တာကြီးရေးမကြည့်ဘူးမင်းတို့မဲအောင်နဲ့ဘုံကျင်းနေတော့တားနိုင်တဲ့ကောင်တော့ဝိုင်းချင်မာတော့သေချာပဲဆိုတော့ပြီလို့ပဲတဲ့အရှိချိန်မှာကတော့ ရွေးကောက်ပွဲအောင်မြင်ဖို့ရေးရွေးကောက်ပွဲမှာမဲရဖို့ရေးလူ့ဘာသာသနာကိုသူတို့ဘလောက်လေးထားလဲဆိုတော့ပြကျင်တာနဲ့အနေကောင်တွေကိုအထက်ကိုအယောင်ဆောင်ပြီးတော့လွှဲသွင်းပြီးတော့ထည့်နေတာလည်းတွေ့နေရပါတယ်။လူ့ဘောက်သူတို့လုတ်သူတို့ဘောက်သူတို့ဇလန်းစင်ပြီးတော့သူတို့ဘောက်သူခင်းနေတဲ့အနေဖြစ်တဲ့အတွက်အားလုံးပဲသိတော့စိတ်ဝင်စားတဲ့အကောင်တွေရတော့မဟုတ်ပါဘူး။နောက်တဲ့သတင်းပုံတွေနေကတော့လက်ရှိ2025ခုနှစ်မှာကျော်တူတက္ကသိုလ်မှာမြန်မာနိုင်ငံရဲ့စစ်ခေါင်းဆောင်တွေရဲ့အားရသမီးတွေအကုန်လုံးပေါ်ရည်ယူနေတဲ့အနေထားကိုလည်းသိရှိနေရပါတယ်။အဆိုအနေနဲ့ကတော့အားလုံးဒီထဲမှာဟီတစ်ဖက်မီးတစ်ဖက်ခိုင်ထားတော့တွေ့ရပါတယ်။ဒါမှလည်းတော်လိုင်းဘက်ကိုခိုင်ထားပေးသလို က်မှာလဲဘေးဘောမာတွေကိုတိုင်ထားတာတွေ့ရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြောက်ကိုရီးယားကမြန်မာစစ်တပ်ထံကိုလက်နက်ရောင်းချမှုမှာပေါဝင်ပတ်သက်နေတဲ့လူပုတ်ကို9ဦးနဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကနေပြီးတော့စီးပွားရေးတံဖိတ်ဆို့မှု အယူလည်းကြောင်းဖုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။နောက်ကိုရီးယားဥပဒေမဲ့လက်နက်အစီအစဉ်တွေဟာအမေရိကန်နဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချောက်မှုတစ်ခုဖြစ်နေတာမို့ပအဝင်ပတ်သက်နေတဲ့ငွေကြေးကွန်ရက်တွေကိုဖျက်သိမ်းချေမှုတော့မှာဖြစ်တယ်လို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအကြမ်းဖက်မှုနဲ့ငွေကြေးဆိုင်ရာတောင်းလိုင်းတောင်းဝန်ရှိသူကထုတ်ပေါ်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။နောက်ကိုရီးယားကနေပြီးတော့မြန်မာစစ်တပ်ကြားလက်နက်ရောင်းဝယ်မှုရက်ကူချုံးမွေစီဒီကကွန်ရက်ကြီးတစ်ခုကိုအမေရိကန်ဟော်ထုတ်ရေးယူထားပြီးအမေရိကန်ရဲ့ရေးယူမှုဟာမြန်မာစစ်တပ်ထံကိုလက်နက်ရောင်းချောက်မြောက်ဟန်တရံနဲ့မြောက်ကိုရီးယားဆိုရအတွက်အရေးကြီးသော ရန်ကုန်ွေလမ်းကြောင်းကိုဖြတ်တောင်းရတယ်ဖြစ်တယ်လို့သိရှိရပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့သခိုင်းတိုင်းဝင်းသူမြို့နယ်ဝင်းသူမြို့မှာအင်အား60နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုန်းခဲ့ရမှာတော့35ဦးကျော်သေဆုံးပြီးစစ်တုံးမှန်း6ဦးနဲ့တူလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့လို့ calling ခဲယမ်းအမှတ်လေးတရင်ကနေပြီးတော့ထုတ်ပြန်ထားတာလည်းတွေ့ရှိရပါတယ်။အထက်တင်းမမလဲစကိုင်းတိုင်းခင်ဦးမြို့နယ်နဲ့ဖေဘိုမြို့နယ်အဆက်တိုက်ပွဲမှာတည်သွားတဲ့တပ်မခွန်ခွန်မှတရင်မူဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးမင်းချက်တို့ရဲ့လောင်းတွေပေါင်းဝင် စစ်သားလုံးတွေကိုမိမှုတကြိုပေးလိုက်ရတယ်လို့ခင်ယူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။မင်္ဂလာပါ။ဒီတစ်ခါမှကျွန်တော်မေးချင်တာကတော့ဒီတော်လန်ရဲ့ရဲ့ရေချိန်အနေထားအမြန်မာစစ်တပ်ကမြန်မာစစ်ကောင်စီသို့မဟုတ် slash စကမရဲ့ဒီအနေထားပေါ့နော်။နောက်ပြီးတော့တရုတ်ရဲ့ position ဟလာဆိုတော့ကျွန်တော်တို့2023 24မှာ လက်နက်ကတော်လိုင်းဘက်ကဥမော်လာတဲ့အားတာလာတဲ့ဟာတွေကျွန်တော်တို့တွေ့ခဲ့ရတယ်။မြို့သိမ်းတိုက်ပွဲတွေကျွန်တော်တို့တွေ့ခဲ့ရတယ်။လာရှိုးကျသွားတာကျွန်တော်တို့တွေ့ခဲ့ရတယ်။1027 phase 1 1027 phase 2အားတွေ့ခဲ့ရတယ်။2024မှာတော့အတိယုတ်ကခြေလမ်းကိုကျွန်တော်တို့တိတိကျကျထင်ရှားတွေ့လာခဲ့ရတယ်။အဲ့မှာတော့ကျွန်တော်တို့ကိုယ်တိုင်ပြောခဲ့ပါတယ် no more ambiguity တိယုတ်ဘက်ကနေပြီးတော့ဟိုဘက်ဒီဘက် ပိုလိုဒီလိုလိုသူ့မှာ position မထားတော့သူ position ရပို့ပြီးတော့ပြတ်သားလာတယ်အာစစ်ကောင်စီဘက်ကအဲ့ဒီအချိန်ကဘူဇနာစကားမဘက်ကသူရက်တီပြတယ်တရုတ်နိုင်ငံကဝင်ကြီးဝင်ကြီးရဲ့အော်ဂိုလာခီးစဉ်ပြီးပေါ့2024မှာဒီနေ့မှာဆိုရင်ကျွန်တော်တို့မြင်ရတာကတော့အာစစ်ကောင်ဆောင်ကိုပီကင်းကိုဖိတ်ကြားခဲ့တယ်တရုတ်သမ္မတကိုယ်တိုင်တွေ့ဆုံခဲ့တယ်ပေါ့နော်ဆိုတော့2025မှာတော့စစ်တပ်ကပြန်ပြီးတော့ထိုးစစ်ပြန်စစ်နိုင်တယ် လေချောင်းအင်အားပို့ပြီးတော့အာလုံးအင်အားတွေပို့ပြီးတုံးလာတယ်အရက်ဖက်ပြက်မှတ်တွေကိုပို့ပြီးတော့အာယုံစိုက်ပြီးတော့အတင်းကိုတိုက်ခိုက်လာတာကျွန်တော်တို့တွေ့ရတယ်ရခိုင်ပြည်မှာဆိုရင်လည်းဒီကမ်းခြေမှာရှိတဲ့ရခိုင်ရွာတွေကိုရေတပ်ကနေပြီးတော့အမြောက်နဲ့ရဲဆက်ဆက်ပစ်ခတ်တာတွေချိန်မုန်းတာတွေ civilian target တွေကိုထားပြီးတော့တိုက်ခိုက်တာတွေကျွန်တော်တို့တွေ့ရခဲ့ရတာပဲတွေ့ခဲ့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ကမြန်မာစစ်ကောင်စီကနာမည်ဟောင်းအောင်တော့ကျွန်တော်ပို့ပြီးတော့အာတွေ့ရှာတွေ့လို့ပါပို့ပြီးတော့အားသာလာတယ်ပြန်ပြီးတော့ဥမဲ့ဥမော်လာတယ်ဒါအပြင်သူလုတ်ခဲ့တဲ့လုံငန်းတဲ့တနစ်ကလုတ်ခဲ့တဲ့တနစ်ကျော်ကလုတ်ခဲ့တဲ့ဒီစစ်သားစုစုံအရာလဲအရင်ကမအောင်မြင်ဘူးလို့တုံးသက်ခဲ့ကြပေမဲ့အခုတော့အသင့်တင်အောင်မြင်မှုရှိတယ်ဆိုတာမျိုးတွေတုံးသက်ချက်တွေပြန်ထွက်လာတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘကြုတ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်း ဟလာစစ်သူကြီးတယောက်အနေနဲ့ရခိုင်စစ်သူကြီးတယောက်အနေနဲ့ဟလာစိတ်မေပြင်းမှာတိုက်ရတဲ့သူတယောက်အနေနဲ့ဒါတွေကိုအတိဆုံးပဲဒီအချိန်ကြီးတွေဒါတွေအကုန်လုံးကလည်းဒါတွေအခုဖြစ်နေတဲ့ရခိုင်ပြည်ရဲ့စစ်မေပြင်းကလည်းဟလာအရှိမြောက်မှာရှမ်းအရှိမြောက်မှာဖြစ်တဲ့ရှမ်းအရှိမြောက်ကစစ်မေပြင်းရဲ့အနေထားကရင်နီးယားစစ်မေပြင်းရဲ့အနေထားကရင်မှာဖြစ်တဲ့အနေထားပေါ့နော်ရခိုင်မှာရှိတဲ့ရခိုင်စစ်မေပြင်းရဲ့အနေထားဒါတွေအားလုံးရဲ့အနေထားတွေကို short ထက်တွေ့အားလုံးထက်တွေ့လာဖြစ်တယ်လို့ ဒီ geopolitical balancing လုပ်တဲ့အခါမှာလေဒီ neighboring country တွေအိန္ဒိယနိုင်ငံတွေရဲ့အနေအထားအထူးသဖြင့်တော့ဒီတရုတ်နဲ့အိန္ဒိယရဲ့အနေအထားထိုင်းနိုင်ငံရဲ့အနေအထားတွေဘင်္ဂလားဒေ့ရှ်ရဲ့အနေအထားတွေပေါ့နော်ဆိုတော့ဒါနဲ့ကျွန်တော်စရခြင်းတယ်မိခွန်လို့ပြောရမှာထက်ဟိုဆွေးနွေးချက်လိုမျိုးပို့ပြီးမှဖြစ်မယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ဒီမြန်မာနိုင်ငံရဲ့အဲဒီအိန္ဒိယနိုင်ငံများ ဆိုင်ရာကိစ္စတွေ geopolitics ကိစ္စတွေရောပြီးမှဒီစကားမတွေရဲ့နလန်ထလာတဲ့ကိစ္စတွေရောဆက်ဆက်ပြီးမှပြောရမှာဆိုတော့ကျွန်တော်လည်းတက်နိုင်တဲ့မြတ်တူအောင်အဲတုံတက်ရမယ်ဆိုရင်ဒီတရုတ်နိုင်ငံကတော့တကက်တချိန်ထိုးတိုးတက်နေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတော့သူကဘယ်သူမဆိုပေါ့ဟိုစဉ်းစားရတယ်ဆိုရင်ကိုကစက်ကြော်လာရဲ့အလေကောင်ပါပဲ ကဘာအကြောင်းပြောမယ်ဆိုရင်ကိုယ့်ကိုဟိုပြုပြီးစဉ်းစားမှာပဲဆိုတော့တရုတ်အနေနဲ့မြန်မာနိုင်ငံကိစ္စကိုဘလို့မှဝါရတွေချမလဲဆိုတော့သူ့ရဲ့အကျိုးစီးပွားကိုဟိုပြုပြီးမှချမှာပဲ၎င်းနည်းတို့အိန္ဒိယလည်းဒီလိုပဲအမေရိကလည်းဒီလိုပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အရေးကြီးတာကမြန်မာနိုင်ငံရဲ့ပြည်ထနာကိုဖြည့်ရှင်းဖို့အတွက်မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုဟိုပြုပြီးမှကိုယ့်ဘာကိုလှုပ်တင်တာကိုလှုပ်ဖို့ဟာလည်းအရေးကြီးဆုံးပါပဲကျွန်တော်တို့လူတွေက ကိုလုတ်တင်တဲ့ဟာကိုအောင်မြောင်မလုတ်နိုင်ပဲနဲ့သူများကိုအပြစ်မြင်တာထက်သူများနေရာမှာကိုဝင်ပြီးမှဆိုဘာဖြစ်နိုင်လာနိုင်မလဲငါတို့ကဘာလုတ်တင်တယ်လဲအခုမှသဘောကဗျာမကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတယ်ကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက် သူ့ကိုကြည့်ပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်။အဲဒီကိုပါဝင်အောင်မစည်းလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျ။သူစည်းလုံးဖို့ကြိုးစားတယ်။သူ့ရဲ့စည်းလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလည်းပါတယ်ဗျ။ကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတလျှောက်မှာပေါ့နော်။ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအံလိုက်ပြီးမှစီယုံကြပြီ။ တိုင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာဘူကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အဲအလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲမဟုတ် ဟိုဟာဗောဘိုက် TV ကြံခဲ့မှာဗောဗျာအဲ့လိုမျိုးတန်တရားတွေဒီဟာတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်ခဲရှိတယ်ဒီဟာအခက်ခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဒီဟာတွေကိုကျွန်တော်တို့ကတိပီဆိုရင်ငါတို့ကအရင်လိုမျိုးလုတ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ် ဒီဂတိတစ္ဆာကိုတခါပြင်သမင်းစားသလိုမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုတည်တော့ရမယ်ဒီအစင်လာကိုတီဆောက်ရမယ်ဂတိတစ္ဆာနဲ့မေတ္တာတရားတွေရောကျွန်တော်တို့ရဲ့ဒီကံတရားတွေကိုတကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုစစ်မယ်ဆိုတဲ့ဟာကိုအလုံးနဲ့တက်တွေကိုတဖြည်းဖြည်းချင်းပြရမယ်စိတ်ရှည်ရမယ်တော်လန်ရေးကိုမနှက်ဖန်ဘာဖြစ်မယ်ဆိုပြီးမှ false promise တွေနဲ့ပြည်သူကိုလုံးဆော်နေတာထက် ငါတို့ဒီဟာဒီလောက်ဒီလောက်လုတ်ခဲ့ပြီဒီဟာတွေကြောင့်မှားခဲ့တယ်ရှစ်ဆက်ပြီးလုတ်ရမယ်ဥပမာပြည်သူကတော်လှန်ရေးဆင်နွှဲတယ်ဆိုတော့နိုင်ငံတိုင်းမှာပြင်ပန်းတာပဲစီးရီးယားတော်လှန်ရေးမှာလည်းဥပမာအခုစကားမနလန်ထတယ်လို့မျိုးထက်တောင်ပို့ပြီးမှခိုင်မာတဲ့တန်တမန်ရေးနိုင်ငံရေးသူသူထူထောင်လာတာပဲဒါမဲ့ဝုန်းဆိုရုပ်တရက်ကြီးနဲ့မျက်လက်ပြတ်ပြတယ်လို့မျိုးသူလည်းပြောလေဘယ်နိုင်ငံဆက်ပြီးတော့တာပဲအာဆက်လို့မျိုးဒါကြောင့်ဟိုပြည်သူတွေအနေနဲ့လည်း ဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြမလိုပါဘူးသို့တော့တစ်ဖက်မှာတတိထားရမယ်ပေါ့နော်တတိထားရမယ်ဒါကဒီတရုတ်တရုတ်နိုင်ငံကနေစကားမကိုတန်တမန်ရေးရအတိမတ်ပြုမှုတွေကအရင်ထပ်ပို့ပြီးမှပေါ်ပေါ်ထင်ထင်ရှိလာရဲဆိုတာကစောစောပြောတယ်လို့မျိုးဘသူမဆိုကိုယ့်ရဲ့အကျိုးစီးပွားကိုဘဘပြုပြီးစဉ်းစားတာပဲဒီနေရာမှာကျွန်တော်တို့ထက်တွက်ဟိုဟာမြင်ကွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လေဆိုတော့ အိန္ဒိယလည်းအခုချိန်မှာစာကမားတွေကိုဖိတ်ခေါ်ပြီးမှဟိုပလူနေတာပဲလေစာကမား120အိန္ဒိယဒေါ်လာအိန္ဒိယ120စာကမားကိုလာလိုက်ကျန်တဲ့နိုင်ငံတွေကလည်းသူ့ကိုနောက်ဖေးပေါက်ကနေဝင်ပြီးမှကျွန်တော်တို့ကြားမိသလောက်တချို့နိုင်ငံကြီးတွေရဲ့တန်တမန်တွေလည်းအိမ်ဦးကျန်းပြင်အဲတချို့နိုင်ငံတွေမှာတွေ့နေတဲ့ကိစ္စတွေလည်းရှိတာပဲနိုင်ငံတိုင်းကဆက်ပုံခုတ်ပြီးမှလည်းသူ့အကျိုးအတွက်နိုင်နေကြတာပဲဒါတွေကိုကျွန်တော်တို့အရှိတရားကိုသိရမယ် ပြီးမှငါတို့ကဟိုမှာဘယ်နိုင်ငံကမဆိုသူ့အကျိုးစီးပွားကိုအာမခံပေးနိုင်တဲ့ actor ကိုလက်တွဲမှာပဲဟွန်းဒါကြောင့်ကျွန်တော်တို့ကသူ့အကျိုးစီးပွားကိုကျွန်တော်တို့ကဟိုစိန်ခေါ်ပြီးမှဟိုကိုမလုံနိုင်တဲ့အင်အားတွေကိုသူများကိုလက်ညှိုးထိုးအပြစ်မြင်လားကိုကလိန်လိန်မာမာနဲ့ဒီကိစ္စတွေကိုဟိုမဟာဗျူဟာချတဲ့အချိန်မှာရောအကောင့်ထဲပေါ်တဲ့အချိန်မှာရောမမအသိနဲ့အမှားတွေပေါ့ တချို့ကိစ္စကတော့သဘောတရားအဖြစ်မှန်တယ်။ဒါပေမဲ့ကိုယ့်အကျိုးစီးပွားအတွက်အရင်ကြည့်ခိုက်တယ်။အဲ့ဒီလိုအနေထားတွေမှာကိုကမပြောသင့်တာကိုမပြောဖို့လိုတယ်။မမားသင့်တာကိုမမားဖို့လိုတယ်။ရန်သူနဲ့စစ်တိုက်တဲ့အချိန်မှာရှုံးနေချင်းတွေကဘယ်ကလာလဲဆိုတော့ရန်သူကကိုယ်ကိုတိုက်လို့လာတာတဲ့ကိုကဆုံးဖြတ်ချက်အမားတွေမပြောသင့်တဲ့စကားတွေကိုပြောတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ပိုပြီးကြည့်ခိုက်တယ်။ကျွန်တော်ကျွန်တော်တတိထားမိတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒါကြောင့်ဟို ပြောတင်သလားမပြောတင်ဘူးလားဆိုတဲ့ကိစ္စတွေဒီမှာဒီအလုပ်ဟာကိုမားလိုက်တဲ့အမားရန်သူတိုက်တဲ့ထိခိုက်မှုထက်ပိုဆိုးတယ်ဒီဟာတွေကိုကျွန်တော်တို့သတိထားဖို့လိုတယ်ဒါကြောင့်ဒီတရုတ်ကနေအတိမတ်ပြုတ်လာတယ်ဆိုတာကအိန္ဒိယကရောအတိမတ်ပြုတ်တာပဲတခြားအနောက်နိုင်ငံတန်တမန်တွေရောစကမရဲ့အစည်းအဝေးတွေအတွက်ရည်ရွယ်ကောက်ပွဲအတွက်ဗန်ဒန်ငွေတွေလည်းထောက်ပံ့နေတာပဲဆိုတော့ဒါဟာ မြင်သာထင်သာရှိတာကတရုတ်ကနိုင်ငံတကာရဲ့အခင်းအကျင်းတွေအားပြိုင်မှုတွေသူ့မှာလဲသူ့မှာရှိမှာပေါ့ဗျာကျွန်တော်တို့ကဟိုတော်လန်ရေးအုပ်စုတေးသေးလေးတွေဆိုတော့ဟိုထိုင်ဝမ်အကြောင်းတို့ဟိုဟာတွေကောက်ပြောနေလေကြီးမိုးကြီးဖြစ်မှာဆိုလို့ထည့်ပြီးတော့မပြောတော့ဘူးဒါပေမဲ့ဒါကလူတိုင်းနားလည်ထားတဲ့ကိစ္စပဲဆိုတော့ဒီဟာတွေစိုးရိမ်မှုတွေရှိတဲ့အတွက် သူကလည်းသူ့အလုပ်သူလုပ်တဲ့ကိစ္စကိုကဒါကိုမြင်ပြီးဆိုရင် စိုးရင်စိတ်တစ်ခုတည်းကိုကြည်တာထက်ငါရှုံးတော်တော့မလားဆိုတဲ့ဟာတည်းကိုလုံတဲ့တဲ့ဟာကိုမရက်မနာတော့လုံလုံရမှာလုံးပဲဒီဘူးမှာတွေ့ခဲ့ရအကြောင်းအရာလေးကြောင့်ပို့ချိုတွင်းနိုင်ငံနေပြီးတော့တရုတ်ကြီးဖိအားနဲ့မြန်မာနိုင်ငံကြီးအကြောင်းပြောသွားဖြစ်ပြီး NGO နဲ့တိုင်းသားရဲ့ကြားဆက်နွယ်မှုနဲ့ဘာမှတိုင်းသားတွေရဲ့မာရီပေါ်ယုံကြည်မှုကဘလို့မျိုးရှိလဲဆိုတော့ပြောသွားလေးတွေ့ရပါတယ်တောင်းစုပြေးနေမယ်ည၈နာရီကိုသတင်းစင်မှာပြန်နေဆုံးပြေးကြပါမယ်ကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာ HYP ဟိုက်ပေါ်နေတော့မြင်ရတဲ့နိုင်ငံမှာနေထိုင်ကြတဲ့တော်လန်ပြည်သူတွေနဲ့နှိပ်သွားပြေးဖို့တောင်းစုလိုက်ပါတယ်